မင်္ဂလာပါရှင်ဝေသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စကိုင်းတိုင်းဒေသကြီးအိုထင်းတွင်းရွာမှာ မေလာစနေရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုဟာလက်ရှိချိန်မှာလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေပါတယ်အရေးပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ထင်မြင်သုံးသက်ချက်အမျိုးမျိုးပြောဆိုနေတယ်လို့ NASA ကအဆိုရကိုစန့်ကျင်နေရဲ့ NUG နဲ့ PDF အတိုင်းဝိုင်းတွေကြားမှာတော့ NASA ကကလေကြောင်းကပုံစံတိုက်ခိုက်ခဲ့ရဖြစ်တယ်လို့ ဆွဆွဲဝေဖန်နေပါတယ်။ပောက်ကွဲမှုဖြစ်ပွားပြီးတရက်အကြာဖြစ်တဲ့မေလ23ရက်မှာ NASA ကအစိုးရကိုစန့်ကျင်ပြီးတော့စကိုင်းတိုင်းဒေတာကြီးကလေးမျိုးနဲ့ TUTHS ကျောင်းကနေ CDM လုတ်သွားတဲ့ဆီယာမဟောင်တူဖြစ်တဲ့ဒေါ်ရတီအောင်ဟာပောက်ကွဲမှုဖြစ်ပွားရာနေရာနဲ့ပောက်ကွဲမှုဖြစ်စဉ်ကိုလိုက်လံရှင်းပြတဲ့ရုပ်သံဖိုင်ကိုဓမ္မကွန်ရက်မှာထပ်မံဖော်ပြခဲ့ပါတယ်။ဒေါ်ရတီအောင်လိုက်လံရှင်းပြခြင်းအတွင်တွေ့မြင်ရတဲ့အရာတွေဟာမေကွန်ထုတ်စရာဖြစ်လာသလို တန်တရားဖြစ်စရာတွေလည်းများပြားစေခဲ့ပါတယ်။ရုပ်တံဖိုင်ထဲမှာတော့သခိုင်းတိုင်းဒေတာကြီးအိုထိန်တွင်းရွာပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တံပရောအငိမ့်စာအရာရှိကြီးတဦးကအချက်လက်အထောက်ထားနဲ့ဘယ်လိုမျိုးသုံးသက်ပြောဆိုထားတယ်လဲဆိုတာကိုဖော်ပြပေးတော့မှဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခဲ့မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့အိုင်ရန်ရှယ်လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရဲ့ ဒီပရင်ဖြစ်စင်တဲ့ပတ်သက်လို့ပြောချင်တာကတော့ပထမဘုံတမရောကဘုံကျဲလို့ဖြစ်တာလားမဖြစ်တာလားဆိုတဲ့ဥစ္စာကိုသုံးသပ်ဖို့ကခဏထားလိုက်မှာနော်အဲဒီကြောင်းမှာဒါအရင်ကအဲကြောင်းမှာသူတို့ဘုံတွေပေါ့နော်လက်လုတ်ဘုံတွေပေါ့နော် PDF တွေလက်လုတ်ဘုံတွေဆက်ပြီးတော့လုံနေတဲ့ဥစ္စာတွေကိုတွေ့ရှိရတယ် ဒါသူတို့ကိုယ်တိုင်တင်တာပဲဆိုတော့အဲ့လိုကြောင်းမျိုးမှာဘာလို့ပုံနေလုံနေရတာလဲနော်အဲ့လိုပုံနေလုံနေတာကိုရရွာကောဘာလို့လက်ခံတာရတာလဲအဲ့အเจ้าညာလူရင်ဆုံးပြောရှင်းတယ်အဲ့တော့အဲ့ရရွာဒေတာကဒီခရမ်းနဲ့ပတ်သက်လို့နော်ဘာဒီအနေများတယ်ဘလူဖြစ်တယ်ဆိုတော့ဟုတ်ဆောင်သူကအတိညာမရှိဘူးဘုရားမရှိဘူးလို့ ယူဆရတယ်။ဘာကြောင့်လဲဆိုတော့အကေရောတမရောမာရောမာဒီခရမ်းလုတ်တဲ့နေရာတွေဟလာဘုံလုတ်တဲ့နေရာတွေကတိကျထားရတယ်။ဒီလိုလူနေအနီးနားဘောနော်ဒီကြောင်းဘောမျိုးမဆိုတာနဲ့လူနေအနီးနားမာရောမာထားလို့မရဘူး။ခရမ်းနေမတော်တဆပောက်ခွဲလို့ရှိရင်တော့ပြပဝင်ရောမထိခိုက်အောင်တော့ဘန်ကာရင်နဲ့အထက်တက်ခါကာယံမျိုးမှာအဲ့နေရာမှာ ခရီးနေဦးစလာနော်ခရီးရမ်းလို့ရတော့ဘောနော်ရမ်းလို့ရတယ်ရမ်းစရတယ်နောက်ပြီးတော့အဲဘုံနေတဲ့ဦးဒါရမ်းသွင်းရတယ်အဲ့လူနေရပြူတွေမထားရဆလူလာတော့တကန်းကြီးတကန်းကြီးထားရနော်တခုခုပောက်ကွဲသွားလို့ရှိရင်ဘေးပတ်ဝန်းကျင်ကိုမထိကန့်အောင်လို့အကန့်ကြီးကန့်ထားရဘုံတောင်ခံနိုင်တဲ့အကန့်ကြီးကန့်ထားရလှုပ်တဲ့လူတွေကလည်းရုတ်တရက်အထိုက်လျောက်ပေါ့ဘုံတောင်ခံနိုင်တဲ့နော် ကာဘာတွေအဲ dress တွေတော့ဒါဝစ်စင်ပြီးဆောင်ရရတာဖြစ်တယ်။နောက်ပြီးတော့ခရမ်းလုပ်ပြီးတော့ဘုံလုပ်ပြီးတော့ဘောနော်ခင်းသိမ်းတာမယ်အာမလေးနော်သူကတချက်လေးအများကြီးရှိတယ်။ဥမာဆိုတော့အငယ်လူတက်မလို့မှခရမ်းမရောက်တတ်ဆိုလို့ရှိရင်ခရမ်းတွေကိုထင်းသိမ်းတာဟိုထင်းသိမ်းတဲ့အခါမှာတေမွာရှာရီမွာရှာဆိုတော့စူတိုင်းစာပေါ့နော်စူတိုင်းစာတွေတိတ်များနေလား မမြောက်လို့အများအားချက်ကင်လို့ရတယ်အပူချိန်အပူချိန်ရမ်းမြင့်တက်နေလားနော်အပူချိန်မြင့်တက်တယ်ဆိုလို့ရှိရင်တော့မာနော်အင်္ဂရုတံမဏိတွေနဲ့လှုပ်ထားတဲ့ခရမ်းတွေတောင်မှပေါက်ကွဲတတ်တယ်နော်အဲ့လိုမျိုးပေါက်ကွဲတတ်တာမျိုးတွေရှိတယ်အခုတော့သူတို့ကအတမ်းကြီးနဲ့လှုပ်တော့မဟုတ်ဘူးဒီဦးစားပေါ့နော်ကောပိုက်တွေနဲ့ကောပိုက်ကြီးတွေနဲ့လှုပ်ထားတာဖြစ်တယ် အဲ့ဒီတွေ့ပို့ပြီးတော့အန်နေများတယ်နောက်ပြီးတော့အာအကကနအစောကတင်ပြသလိုပေါ့နော်စနေကြထင်းသိမ်းနာတယ်တెంပရေချာကိုစနေကြထင်းသိမ်းနာတဲ့နေရာမျိုးမှာလည်းမဟုတ်ဘူးဘုံတဲ့ပြင်ဒါကလေးတွေကြောင်းတက်နေတဲ့ကြောင်းမာကိုထုတ်လုံးနေတယ်အဲ့ဒါတွေကအမှန်မှအင်အင်မတန်အန်နေများတယ်အဲ့ဒါတွေကိုမလုပ်ဖို့ရရွာလည်းအမှန်တကယ်တော့ထင်းသိမ်းရမှာ ကောက်ကွက်ရမှာရှုံချရမှာမလုစေရအောင်အဲ့ဒီကျောင်းနေမှာအဲ့လိုခရမ်းထုတ်လို့တီထုတ်လို့နေတာကိုခွင့်ပြုထားတယ်ဆိုတာကကိုအဲ့ရရမှာရှိတဲ့လူတွေရဲ့ဒေသခံလူတွေရဲ့အမှားပဲအမှားတစ်ခုပဲဖြစ်တယ်လို့အငယ်ပြောရှင်းတယ်။နောက်ပြီးတော့ခရမ်းခရယာကြီးတက်တက်ပေါ့နော်ခုနပြောလို့ temperature မခံနိုင်လို့ရန်ကြီးတက်တက် ေါက်ကွဲတာမျိုးဆိုရင်တော့ပေါက်ကွဲတဲ့ပုံစံนี่မတူဘူးအဲ့ဒါလေးတွေရှင်းပြခြင်းလဲเนาะရန်ကြီးတက်တက်ပေါက်ကွဲသွားတယ်เนาะ temperature အရင်အပူချိန်မြင့်အောင်မခံနိုင်လို့ရန်ကြီးတက်တက်ပဲပေါက်ကွဲသွားတယ်ဆိုလို့ရှိရင်ဘီးနာမှာစပန်နာစတွေပါလေဟိုဖြစ်မသွားဘူးဆိုလိုတာမှာရန်ပုံနာလိုက်တယ်เนาะချမ်းမြေမှာတမန်လေးချမ်းမြေမှာပုံနာလိုက်တယ်ပေါက်ကွဲသွားတယ်เนาะတမန်လေးချမ်းမြေမှာ နှိမ့်သွားမယ်အပေါက်လိုမျိုးဖြစ်သွားမယ်ဒါပေမဲ့ဒီမှာနိုင်ရမှာအခန်းထဲမှာရှိတဲ့နိုင်ရမှာစပန်နာဇာတွေကွဲကွဲသွားတဲ့ဥစ္စာတွေစပန်နာဇာတွေပြတ်လို့သွားတာမရှိဘူး။ဒါဆို तू ကဘုံနဲ့ကိုမတွတ်သွင်းရသေးဘူး။နော်။စတီးတွေဘောစီတွေနဲ့မခမ်းသေးဘူး။အဲဒါကြောင့်မို့ရိုင်းကြီးပဲပောက်ခွဲတဲ့ကောင်မှာ तू ကဘယ်လိုပုံစံမျိုးလဲဆိုတော့နော်အရှိန်နဲ့ပဲပွန့်ထွက်သွားတာ။အရှိန်ပဲပွန့်ထွက်သွားတာဖြစ်တဲ့အတွက် အကန့်နဲ့ရန်ဒီမှာစပနာဇာထိတာတွေတွေ့ရမှာမဟုတ်ဘူးနော်အချိန်နဲ့ပွန့်ထွက်သွားတာဖြစ်တဲ့အတွက်အပေါ်ကဥပါစွာတော့ခေါင်းမိုးတွေပါပြီးပွန့်ထွက်သွားပြီအဲ့ဒါမျိုးတွေပဲဖြစ်မှာဆိုတော့ဘုံတစ်ခုပေါက်ခွဲတယ်ရန်တစ်ခုပေါက်ခွဲတယ်ဆိုတာဘလို့ပုံနာမျိုးနဲ့ပေါက်ခွဲတယ်လဲဆိုတော့နော်ပေါက်ခွဲမှုအချိန်ဟာလေထဲမှာလေဓုရှိတယ်ငါကတို့ဒီဘေးပေါက်ညမှာလေဓုဆိုတာရှိတယ် လေရုသူ့ရဲ့ပောက်ခွဲအချိန်ကြောင့်အဲလေရုကပြင်းထန်တဲ့အချိန်နဲ့ဘေးပောင်ဝင်ကြီးကိုတုံ့ထုတ်လိုက်တာပြင်းထန်တဲ့အချိန်နဲ့ဘေးပောင်ဝင်ကြီးကိုတုံ့ထုတ်လိုက်တာဆိုတော့ရန်ကြီးပဲပောက်ခွဲရဆိုရင်ခုနလိုအပေါ်ကခေါင်းမိုးရော်ရယ်ရင်ပြီးတော့ပါသွားတာမျိုးကနော်တူကပြင်းထန်တဲ့လေရုရဲ့အချိန်တော့အခန်းထဲကလေရုကိုပောက်ခွဲတဲ့အချိန်ကတုံ့ထုတ်လိုက်တာဖြစ်တဲ့အတွက်အဲလေရုကနေကိုတုံ့ထုတ်လိုက်တာ င်တာနက်ရှင်နဲ့တိုးထုတ်လိုက်တာဖြစ်တဲ့အတွက်အပေါ်အမိုးတွေပိုင်းလမ်းပြန်ထွက်သွားမယ်။ဒါပေမဲ့သူကဘုံထဲမှာရမ်းထည့်ပြီးတော့အပေါ်ကအဲဘုံပေါက်ကွဲလို့ရှိရင်တော့လူတွေသေးစေနိုင်လောက်အောင်လို့တော့အဆောက်အဦတွေပျက်စီးအောင်ပျက်စီးအောင်လို့နော်သူကအဲဥစားတွေထည့်ရတယ်။ဘုံဘောစီးလိုအမျိုးတွေထည့်ရတယ်။နော်စပါနာဇာတွေပေါ့နော်။အဲစပါနာဇာတွေကအဲခုနပေါက်ကွဲတဲ့ချိန်တည်းဝိပဝင်ခြင်းကိုအချိန်ပြင်းစွာနဲ့ တဏ္ဍပြည့်သူလူပေါ့အရှင်ပြည့်စွာနဲ့တဏ္ဍပြည့်သူလူတဏ္ဍကတော့တဏ္ဍပြောင်းဝတဲ့ရနေကိုကြီးစံတတော်မဲ့ထွက်မယ်ဘိုးကတော့အဲစပနာဇာကတော့ဘောစီတွေကတော့အများကြီးထွက်သွားတော့ပေါ့နော်ဘေးပဝဉ္ဇဉ်ကိုနေရာနှောက်ကိုကနပေါက်ကွဲတဲ့ရမ်းရှိန်နဲ့နော်တဲဆုပ်ပစ်လိုက်သလိုနော်ဖြန့်ပြီးတော့ပေါက်ကွဲသွားအောင်လို့အဲ့လိုဖြစ်သွားအောင်လို့တွေ့အဲရမ်းပေါ်ပေါက်ကွဲမဲ့ရမ်းပေါ်ကနေမှာ ဘောစီတွေကိုခံမိရတယ်။ဒါမှမဟုတ်အဲဒီဘောစီတွေကပြန့်လို့ဒီမှာလူတွေတည်မယ်။အဆောက်အဦတွေကစုပြတ်တက်နေအောင်ပျက်စီးသွားမယ်။နော်။အဲ့ဒါကခုနလိုဘုံတစ်ခုတည်းကိုရန်ကောခုနလိုပြန့်ပျက်စီးပျက်စီးစေမယ်။ဘောစီလိုဟာမျိုးတွေနော်အမာခံတဲ့လိုဟာမျိုးတွေမထည့်ခင်နော်။အဲထည့်ပြီးတဲ့အချိန်မျိုးမှာအဲ့လိုမျိုးဟာအဆောက်အဦတွေခုနလို့ ဘေးနိုင်ရာတွေဘာတွေမခံနိုင်ဘူးစုတ်ပြတ်တတ်သွားမယ်နော်အပေါ်လည်းပွင့်သွားမယ်ဘေးလည်းပွင့်သွားတယ်တက်ရှိတတ်တော်တွေဘာမှမခံနိုင်အောင်ဖြစ်သွားမယ်အဲ့လိုမျိုးဟာရဟန်းနဲ့အပေါ်ကနေပြီးတော့ပေါ်စီတော်မျိုးခံပြီးတော့ဘုံတစ်ခုပြုတ်လုထားတဲ့အခြေအနေမျိုးမှာပေါက်ကွဲမှအဲ့လိုမျိုးဖြစ်မှာခုနလိုဟလာအငယ်အရှိရာတင်ပြသလိုမျိုးနော်ပေါ်စီတွေမခံသေးဘူးနော်ဘုံတစ်ခုတည်းကိုမတွတ်သွင်းရသေးဘူးဆိုလို့ရှိရင်ရိုင်းပဲပေါက်ကွဲမယ်ဆိုရင်တော့ ဘေးနိုင်ရဘေးနိုင်ရနေမှာဒါစပါနာဇာထိကျက်တွေဟာမျိုးတွေတွေ့မှာပေါ့ဘူးเนาะလေရူးကိုပေါက်ခွဲတဲ့တွန်းအတွန်းအနဲ့เนาะလေရူးကိုတိုးထုတ်လိုက်တာဖြစ်တဲ့အတွက်အပေါ်ကခေါင်းမိုးတွေပိုင်းလမ်းပြတ်ထွက်သွားတယ်အဲ့ဒါကရိုင်းကြီးပဲပေါက်ခွဲတာเนาะခုနကလိုဘုံတစ်ခုပြုတ်လုထားပြီးတော့ပေါက်ခွဲတဲ့ဟာမျိုးဟာဘေးနိုင်ရနေဘေးနာသက်ရှိတတ်တော်ရီဘာတစ်ခုမှမခံနိုင်ဘူးအပေါ်လဲပွင့်မယ်ဘေးကိုလည်း ပျက်စီးစေမယ်ဒီပတ်ဝန်းကျင်လည်းပျက်စီးစေမယ်သူ့ဘုံကြီးရင်ကြီးသလိုမျိုးဒီပတ်ဝန်းကျင်အကုန်လုံးကပြတ်ကျွက်သွားမယ်နော်ခုနလိုရန်ကြီးပဲပောက်ခွဲတာနဲ့နော်ဘုံတစ်ခုဘုံတစ်ခုပောက်ခွဲတာနဲ့မတူဘူးနော်အဲ့ချက်တွေမတူဘူးဆိုတော့ဒါအဲဟိုတင်ပြလိုပါတယ်အဲ့တော့အခုဒီပေးကြီးမှာဖြစ်တဲ့အခြေအနေမျိုးဟာပါလဲဆိုတော့အဲ့ဒီเจ้ากันเนี่ยมาเนาะ အဲ့မှာညွန်ပြနေတယ်အဲ့ CDM ဆီယမတယောက်ပေါ့လေညွန်ပြနေတာမန်လေးမှာပေါက်ကြီးဖြစ်သွားတယ်လို့နော်နောက်ပြီးတော့ဒီကနေ꿰တာပါလို့ပြောပြင်မဲ့ဘေးရဲ့အဲ့ဒီအခန်းတစ်ခုရဲ့သူဘုံကြရဲဆိုတဲ့နေရာရဲ့အခန်းပတ်ပတ်လေးကနိုင်ရာအကောင်းတမ်းဖြစ်နေတယ်နော်အပေါ်ကခေါမိုးတော်ကိုပွင့်သွားတယ်ဘုံသူဘုံကြတယ်လို့ညွန်ပြတယ်အခန်းရဲ့နိုင်ရာက ဘာစပန်နာဇာမှထိရတာမတွေ့ဘူးအကောင့်တိုက်ပဲလုံးဝအစိုးစားဘောနော်အပေါက်ရာအစိုးရတော့မှမတွေ့ရဘူးနော်လူလက်နဲ့လှုပ်ထားတဲ့နော်တစုံတစ်ခုပေါ့လေဟလာစောက်တို့ဟိုအချုံးတို့နော်ပစိန်တို့နဲ့ပေါက်ထားတဲ့အပေါက်ကြီးတွေတော့တွေ့ရတယ်နော်အဲ့ဒါလေတိတာပါလေနော်အဲ့ဒါ clear စာတိတာပဲဆိုတာဒါကတခုခုဘုံနိုင်ကြောင်မလို့ဖြစ်သွားတဲ့အပေါက်လား ပစိန်တို့တူရင်းတို့နည်းနည်းခြုံထက်တဲ့ကိရိယာတခုနဲ့ဖောက်ထားတဲ့အပေါက်လားဆိုတာဒါကိရိယာစမြင်သူသိနိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒီတပည့်ရင်းမှာဖြစ်သွားတဲ့ပေါက်ကွဲမှုတည်နော်ခုနအငယ်စိုးစိုးအတင်ပြသလိုပဲပုံစံကတော့ရန်ကြီးပဲပေါက်ကွဲသွားတဲ့ပုံစံမျိုးအခြေအနေကိုတွေ့ရပါတယ်အဲ့တော့ လေမောကပေါင်900ပုံကြတယ်ဆိုရင်ပေါင်900ဆိုတာဘုံအကြီးနော်ခုနအံကေပြောလို့ဘုံတစ်ခုမှာဟာလာရမ်းရှိမယ်နော်ပြီးတော့စပန်နာစာတွေရှိမယ်ဘောစီတွေပေါ့နော်ဘောစီတွေရှိမယ်ရမ်းတစ်ခုပေါက်ကွဲသွားပြီနော်ဘုံတစ်ခုပြုလို့ပုံအစစ်အစစ်ဟိုအံကေချန်ပီယံပြောပြမယ်နော်အဲ့တော့ဘုံကြတော့သူကတနတ်နဲ့မတူဘူး အနကကြည်စံတောင်းဟာအနောက်ကကြည်စံရဲ့ဖင်ကိုကြည်လိုက်တာရိုက်လိုက်တယ်ရိုက်လိုက်လို့ရှိရင်သူကအဲ့ဒီနကွက်လေးနကွက်လို့ခေါ်တာပေါ့နော်နကွက်လေးကမိကူသွားတယ်မိကူသွားပြီးတော့အထဲထဲမှာရှိတဲ့ကြည်စံရဲ့အိမ်ကက်ထရစ်လို့ခေါ်တာပေါ့နော်ကြည်စံရဲ့အိမ်ထဲမှာရှိတဲ့ရန်ကိုတခါထပ်ကူတယ်သူတို့ကတော့လို့ဟလာကြည်စံတစ်ခုရဲ့နကွက်ကိုသူကအစပြုရန်လို့ခေါ်ပြီးတော့ သူကជីဇာရဲ့ကိုယ်ထဲမှာရှိတဲ့ရံကိုတော့လောင်ကျွမ်းတဲ့ရံလို့ခေါ်တယ်နော်သူကជីထိတ်ဖို့တုံးထုံပဲရံမို့ရံကြီးရမတူဘူးငကွက်မှာရှိတဲ့ရံကသူကဖောက်ခနဲ့ဆိုជីရဲ့တန်ရက်လက်တကောင်မှာဖောက်ခနဲ့လို့ပြလိုက်ပြီးတော့မှသူကစပတ်လေးပဲတကအตาလေးပဲသူကမိစလေးကိုအဲလောင်ကျွမ်းတဲ့ရံကိုသူကကူပေးလိုက်တယ်ကတ်ထရစ်ကိုယ်ထဲမှာရှိတဲ့ရံကိုကူပေးလိုက်တယ်အဲ့ရံကမှလောင်ကျွမ်းပြီးတော့မှ ရှေ့မှာရှိတဲ့ကြီးတိဖူးကိုတုံးထုတ်လိုက်တာတုံးထုတ်လိုက်ပြီးတော့သနရဲ့ပြောင်းရင်းထဲမှာ လေပတ်သွားမယ်ပြီးတော့မှလေလေပြင်းနဲ့ဟူဒိုင်းဆိုပြီးတော့ထွက်သွားမယ်ဒါကြီးစံတတောင်းရဲ့ထွက်သွားတဲ့ပုံစံကိုအချမ်းမြေပြောပြတာဘုံကြတော့မတူဘုံကြတော့သူကအတော့ကကြည်ရွက်တွေပါလဲဘာမှမပေါ်ပါဘူးဒီတိုနီတာကဘုံပေါက်ခွဲမဲ့ဒီတိုနီတာအရှိမရှိတယ်ဘုံကအောက်ကိုစိုက်ကြတာ ီတိုနီတာကအရှိမရှိတယ်ရှိမရှိပြီးတော့ဘိုးကမိမိနဲ့ထိတာနဲ့အဲ့ဘုံနဲ့အမျိုးစားတော့မျိုးစုံရှိတော့ဗောလीနော်ဒီဘုံနဲ့ပတ်သက်လို့ဟိုအရင်တစ်ခေါက်ဗီဒီယိုတွေမှာတော့အငယ်တင်ပြမှုတာရှိပါတယ်နော်အဲ့တော့အဲထိကွဲလာဒလီလာဒါမျိုးလည်းရှိတယ်နော်ထိကွဲဆိုရင်တော့အမာခံတစ်ခုခုနဲ့တွေ့တာနဲ့သူကထိတာနဲ့ အဲ့ဒီဒိုနီတာစောင့်ပြီးတော့ထဲထဲကိုကွဲပလိုက်မယ်ကွဲပလိုက်ပြီးတော့မှခုနရန်ညီပေါ့နော်ဟိုဟိုခြေစံတလောက်မှရှိတယ်ပင်မရန်လိုဟာမျိုးပေါ့အဲ့ပင်မရန်ကိုသူကဝင်သွားမယ်ဝင်သွားပြီးတော့မှဒီတာမနီနဲ့လှုပ်ထားတဲ့ကိုယ်တွေကြီးကအဲ့ရန်ရဲ့ကွဲအားကြောင့်တုံးကန်အားကြောင့်အစိုက်စိမ့်မောမောကွဲပြီးတော့စစ်စစ်မောမောကွဲပြီးတော့အပြေကိုပေါင်ဝင်ကြီးကိုဖျက်ဆီးပလိုက်တာ အဲ့လိုပုံစံမျိုးဘုံတစ်ခုရဲ့ဒါကိုစောက်ပေါ့နော်အအစင်စင်လုံးလုံးပုံအစင်စင်ပေါ့နော်လုံးလုံးပုံအစင်စင်ကိုဒါအချမ်းကြီးပြပြတာဖြစ်ပါတယ်ဒါကြောင့်မလို့ပေါင်900ပုံရဲ့ခွဲရဒီတမ်ရီကိုရီးယားနေပြီးတော့ပေါက်ကွဲထွက်လာတဲ့လွင့်ဆင်လာတဲ့တမ်ရီအပိုင်းအစတွေပေါ့အစပေါင်းမြောင်များစွာနော်အစပေါင်းမြောင်များစွာဘယ်လိုနေဖြစ်တယ်လဲဆိုတော့နော် လူတွေလူတွေ့လို့ရင်လူရဲ့ကောင်းနေလည်းဘင်းတွေကိုပြတ်သွားမယ်ခန္ဓာကိုယ်ကိုထပ်ပန်းပြတ်သွားမယ်နော်နောက်ပြီးတော့အဆောက်အဦမာဂန်ဒေဒီအကုန်လုံးကိုဟလာအဲဘလူးခေါင်းလဲဆိုတော့နော်ဟိုစက်ကူစက်ကူအိမ်တစ်ခုကိုခြေလိုက်တဲ့လူမျိုးနော်တွန့်ချေပြီးတော့ပြပြဝဲသွားမယ်အဲ့လိုပုံစံမျိုးနဲ့ပေါက်ကွဲမှဖြစ်ပါတယ်အဲ့တော့ပေါင်900ခုနအံကေတင်ပြလို့ပေါ့နော်ဘုံတစ်ခုကပေါက်ကွဲတယ်ဆိုတာဘယ်လိုလဲ ဆိုလို့ရှိရင်လီဒုတဲမှာရှိတဲ့လီဒုကိုစောက်ထုတ်လိုက်တာသူ့ရဲ့ပေါက်ပွဲရနဲ့တွန်းထုတ်လိုက်တာဟုတ်အနည်းစားဆုံးဥပမာပြရလို့ရှိရင်တော့အဲရေပြင်းရေအောက်မှာငလင်လှုပ်တယ်လို့ပေါ့နော်ရေအောက်မှာငလင်လှုပ်တယ်လို့ပေါ့ဆူနာမီဘလူးဖြစ်ပေါ်လာလဲဆိုတာကိုအဲ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 ဒီဘုံပေါက်ွက်တဲ့ပုံစံနဲ့နည်းနည်းခက်စစ်စစ်တူတယ်ဆူနာမီလိုင်းဖြစ်ပေါ်လာပေါ့ရေအောက်မှာ ငလင်းလှုပ်တယ်ပင်လယ်သမုဒ္ဒရာအောက်မှာငလင်းလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာအဲငလင်းရဲ့လှုပ်ွားကြောင့်မလို့မြေပြင်ကတုန်ခေါက်သွားမယ်အဲ့တုန်ခေါက်သွားတဲ့မြေကြီးမြေကြီးအောက်မှာတုန်ခေါက်သွားတဲ့မြေမြေကြီးတွေကမြေလွာတွေခြေဝန်းတွေဖြစ်သွားပြီအဲ့ဒါတွေကဘာဖြစ်သွားလဲဆိုတော့အပေါ်တုန်ခေါက်သွားတဲ့မြေကြီးတွေကလေသူ့အပေါ်မှာရှိတဲ့ရီရူကိုတုတ်ထုတ်လိုက်တယ်ခြေဝန်းဖြစ်သွားရင်လည်း ရေထုကိုအောက်ကိုဆွဲချပလိုက်တယ်။တော့ဥမာဆိုတော့နားလည်အောင်ပြောရမယ်ဆိုရင်သမောတစ်စင်းစာလောက်ရှိတယ်။သမောအကြီးပေါ့လေ။နော်လေးနေသမောကြီးအကြီးတစ်စင်းစာလောက်ရှိတယ်။နော်ညီတုတ်ခောက်သွားတယ်ဆိုရင်အဲ့သမောကြီးအကြီးတစ်စင်းစာလောက်ရှိတဲ့ရေထုကြီးဟာအပေါ်ဝုံးနဲ့တက်သွားမှာ။တော့ဒါတော့ဟောပြောပြတာ။ အဲရေရောက်မှငလင်လောက်တာတွေအိုက်တဲ့အစပေါင်းမြောင်များစွာကြီးမားတယ်နော်အဲ့လိုမျိုးရေကြီးတွက်ခေါက်သွားတဲ့အခါမှာရေတုရေပေါ်တွတ်ထုတ်လိုက်တဲ့အခါမှာအဲ့ရေတုရေလှိုင်းဖြစ် ဖြစ်လာပြီးတော့ကမ်းခြေကိုရောက်တဲ့အခါမှာတော့ဆူနာဘီလှိုင်းကြီးတွေဖြစ်တဲ့ရှိစီရှိစီစများအရာဝတ္ထုတွေကိုဖျက်ဆီးပလိုက်တာအဲ့ဒီလိုပဲဘုံခုပေါက်ကွဲနေဆိုတာလေနော်ခုနအငယ်ပြောသလိုပါပဲနော် ဲ့လောပေါင်900ဘုံပေါင်ပေါင်ဘုံပေါင်900ဘုံဆိုတော့သူကြီးနေပါသူရဲ့ပေါက်ကိုရဲ့အာနော်သူရဲ့ရန်ပေါင်900ဘုံကိုကိုယ်လေးရကြီးတဲ့အခါကျတော့ရန်နေဒါအများနာလို့လောပြောရင်ရန်နေအများကြီးထည့်လို့ရတယ်နော်ခုနအန်ကယ်လို့ PDF တွေလုတ်တဲ့နော်ကျောင်းနေမှာလုတ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလက်လုတ်ပုံးနေရအစပေါင်းများစွာနော် 上了山，东山、里山、老，东西山一样礼物，帮俺屋里贴上了，还六年级了，喏，是不？啊，你帮俺屋里过路些，出了门上山呀，喏，过那路边界出多了兵，对吧？哎耶，哎这眼里也东家像李如啊嘞，一般我就上不着东来嘛，走路拉倒，喏，走路拉倒。 ဘေးမှာတက်ရှိတတ်တော်တွေရှိတယ်ဆိုရင်ခုနလိုစပနာစာတွေနော်ထိပြီးတော့ခေါင်းပြချေပြဖြစ်မဲ့ပြင်ကိုလေကျူးရဲ့တွန်းကန်အားကြောင့်နော်အဲ့ဒီ body တွေဟာအကင်လို့တော့မရဘူးကတည်းကျိုးချေသွားမယ်နော်အဲ့တဲ့ပြင်းနေဆိုရင်ကျိုးချေသွားမယ်ပျောက်သွားမယ်နော်ဒီအသာအစနာရီပါအစနာရီကိုကုန်းတစားစီဖြစ်သွားမယ်အဲ့လိုမျိုးဖြစ်သွားမှာနော်ဆိုတော့ အခုတွေ့ရတာတော့အဲ့ဒီမှာကလေးတွေထိတယ်ဆိုပြီးတော့ကလေး dead body တွေဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးတင်တင်ပြတာတွေ့တယ်အဲ့ဒါဘာမှလည်းမဖြစ်ဘူးနော်တွေးရတော့မှမတွေ့ရဘူးနော်အဲ့တော့ဒါလေဘုံကြလို့ဟိုဖြစ်သွားတာမဟုတ်ဘူးနောက်ပြောလေအဲ့ dead body တွေဆိုပြီးတော့ပြတာတာလေအမတန်ကိုဘယ်လိုပြောရမလဲပေါ့နော် အမတန်ကိုဒါအာပြောရရင်တော့ကိုယ်လင်းပြောရရင်တော့ဒါဘာမှမဖြစ်ပဲနဲ့လိန်ညာပြီးတော့ဒါဟိုရုပ်ရှင်တစ်ခုအနေနဲ့ရိုက်ပြီးတော့လင်ညာပြီးတော့ဒါတင်ပြရတာလို့အင်္ဂနီလေးပြောချက်။ဘာကြောင့်လဲဘာမှမဖြစ်ပဲဆိုတော့နော်။ခုနလိုလင်ဘုံတော်မှုခုနလိုရိုးဘုံတာနော်။ဟလား ယူယူပုံးပေါ့နော်ယူယူပုံးကိုပုံးနေနဲ့ဖန်တီးပြီးတော့ယူပုံးကွဲအောင်မှာအဲ့တေဝါတဲ့လူကြီးအဲ့လိုမျိုးဟိုကားလေးဘာမှဒဏ်ရာမရှိပဲနဲ့အဲ့လိုမျိုးအသာလေးအိတ်နေသူတွေမဖြစ်နေဘူးနော်အဲ့တို့လည်းထိုက်တဲ့လောက်တော့ဟိုစွတ်ပြတ်သွားတာနော်နောက်တစ်ခုကလူကြီးတွေလူကြီးတွေဆိုကောင်းလေးတိုင်းပဲအပြရတာလေကောင်းလေးတိုင်းပဲအဲ့ဒါတွေက လုံးဝဟိုတာဘုံကြောင်နားလေလူတွေကအခုအဲ PDF တို့ဘာလို့မှလည်းဘုံကြောင်နားလူအများကြီးပါနော်နောက်ပြီးတော့လဲစပေးစင်တန်တင်နေတဲ့ဒေတာတွေမှာဘုံကွဲတာတွေဘုံကြတာတွေတွေ့ဥတဲ့လူအများကြီးပါဆိုတော့ဒါဘုံကြလို့ဖြစ်တာလားဟုတ်လားမဟုတ်လားဆိုတာကိုစဉ်းစားတတ်တဲ့လူတိုင်းဒါတည်နိုင်ပါတယ်အဲ့တော့ချုပ်ပြီးတော့ပြန်ပြောရမယ်ဆိုရင်တော့ ဒီတပည့်ရင်ဖြစ်စဉ်ဟာပရမတိချေလင်းပုံကြတာလုံးဝမဟုတ်ပါဘူးလုံးဝမဖြစ်နိုင်ပါဘူးနော်နောက်ပြီးတော့ကလေးလေးလေးအဲ့လိုပြရတယ်ဆိုတာလေဒါလုံးဝမဟုတ်ပါဘူးဒါဟိုဘလုကောမလဲဟိုကပိုလေးပြောရင်တော့တင်မစက်တဲ့ဒါဟိုလိန်လေပြီးတော့တင်ပြချက်တခုသာဖြစ်ပါတယ် ်ခုနအထောက်ထားတွေရအငယ်စစောကတင်ပြထားကြထောက်ထားတွေရရင်ပုံးကြတော့မဖြစ်နိုင်ဘူးဖြစ်နိုင်တာကတော့ခုနခေါင်းမှုတွေပွင့်သွားတယ်ဖြစ်နိုင်တာကတော့ဘုံဖြစ်တဲ့မပန်းမဖန်တီးသေးခင်မှာနော်ရံအကူစားအပူချင်းကရံပြင်းနေနော်အချောင်းတစ်ခုကြောင့်အပူချင်းရံမြင့်လို့ပြင်ဖြစ်စီကိုင်နာတွေတာမှားလို့ပဲဖြစ်စီရောစတာမှားလို့ပဲဖြစ်စီရံကြီးပဲပောက်ခွဲသွားတာဖြစ်နေမှာ ။ဘာကြောင့်လဲ။ညာကြီးပဲပေါက်ကွဲတဲ့အနေအထားမျိုးတွေ့ရပြီ။ဟိုညာကြီးပဲပေါက်ကွဲသွားတဲ့အတွက်အပေါ်ကခေါင်းမှုတွေလန်သွားတာပါ။နော်။ဘေးနာစပနာဇာတွေထိတာတယ်ဘေးနံရံမှာစပနာတွေထိတာတခုမှမရှိပါဘူး။နော်။အဲ့တွေ့ကြောင့်မို့ညာကြီးပဲပေါက်ကွဲသွားတာဖြစ်နိုင်ပါတယ်။ဟိုညာကြီးပဲပေါက်ကွဲရင်တော့ဘလိုမျိုးဖြစ်နိုင်မလဲဆိုတော့အဲ့ရန်လုံနေတဲ့ရန်လုံနေတဲ့အခန်းတစ်ခုအတွင်းမှာပဲ ရန်လှုပ်ရန်ဆက်နေတဲ့လူတွေပဲတည်နိုင်ပါလေ။နော်ရန်ဆက်နေတဲ့လူတွေက၃ယောက်ရှိမယ်၄ယောက်ရှိမယ်ဆိုအဲ၃၄ယောက်ပဲတည်မှာပါ။နော်ဆိုလိုတာကတော့အဲเจ้าမှာအခန်းနေအခန်းနေအများကြီးရှိတယ်။ကျန်တဲ့အခန်းနေမှာနော်ဥမာကလေးတွေစတင်နေရဆိုရင်တော့မကလေးတွေဘာမှမဖြစ်နိုင်ပါဘူး။နော်ဆီယာမတွေဘာမှမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုသူကရန်ကြီးပဲပေါက်ပွဲသွားတဲ့သူဖြစ်ပါ။အပေါ်ဘယ် ူ့ရဲ့တွန့်ကန်အပေါ်ပဲလန်သွားတာပါနော်ဘီးပါဝင်ရင်ဘာမှမဖြစ်တဲ့အတွက်ဘီးမှကာရတဲ့ဥနယ်နေဒီမှာဘာမှမဖြစ်ပဲအဲ့မှာဟိုကြည့်မယ်မြင်မယ်ဆိုရင်တွေ့နိုင်ပါတယ်နော်ဥနယ်နေလည်းဘာမှမဖြစ်ပဲဆိုတာအဲ့တွဲကြောင့်မို့ဒီမြေခန်းနေမှာတကယ်လို့ကလေးတွေရှိနေတယ်ဆိုတော့ဘာမှမဖြစ်ပါဘူးနော်အဲ့ကြောင့်မို့ဘုံကြတာလေဘုံကြတာလုံးဝမဟုတ်ဘူးရာကြီးပဲပေါက်ကွဲသွားတာဖြစ်နိုင်တယ်ရာကြီးပဲပေါက်ကွဲသွားတာဖြစ်တဲ့တွေ့ ရမ်းဆက်နေတဲ့လူတွေပဲတည်လိုက်ပါတယ်အဲရမ်းဆက်နေတဲ့အခန်းထဲမှာတယောက်ရှိနှစ်ယောက်တည်မယ်သုံးယောက်ရှိသုံးယောက်တည်မယ်နော်ဂျန်တဲ့အခန်းမှာရှိတဲ့မြေသိသက်ရှိတာတော့မှာဘာမှမဖြစ်နိုင်ပါဘူးဆိုတဲ့အကြောင်းသင်ပြလိုပါတယ်ဒါအပြင်စားလို့ရေလုပ်ငန်းရှင်တအုပ်ကလည်းမရက်ဒီအွန်လိုင်းလန်ရှင်းပြတဲ့ရုပ်သံပိုင်းကိုလေလာကြည့်ရှုပြီးတော့အခုလိုမျိုးသုံးသက်ပြောဆိုထားပါရှင်အဓိကကတော့ဒီစာတင်ကြောင်းမှာချက်ကလူးလောင်းထားတာ ကျပ်ဘလူလောင်းသားတာမှာကျွန်တော်တို့ဒီကိုဝေးကအများဆုံးရှိတာဆောလမတူပဲရှိမှာဒါစာသင်ကျောင်းတွေမှာဆိုရင်ခိုးကြမှာပေါ့ဗျာခိုးတာဆိုရင်ထားရတကယ်နဲ့အဲ့ဒီမှာမှဖြစ်သွားတဲ့ဒီပျက်စီးသွားတဲ့ပုံစံကလေထဲကပြည့်တဲ့ပုံလည်းမဟုတ်ဘူးအခု250ပုံလည်းမဟုတ်မော်တာကြီးလည်းမဟုတ်ဘူးနောက်ဆုံးသူတို့လှုပ်ထားတဲ့လက်လုံးမှာဒီစတီဘောတွေစံတူတန်ကားတွေထည့်ထားတဲ့မိုင်းအစင်းချင်းဖြစ်နေပြီးတော့ဒီဂျိုနီတာတက်လို့ရတဲ့အစင်းချင်းဖြစ်နေတဲ့မိုင်းခွဲတာလည်းမဟုတ်ဘူးခွာဟုတ်ကဲ့ဒီလိုပေါက်ကွဲနေဆိုရင်တော့မှရန်တီးတဲ့ပေါက်ကွဲတာမျိုး တကယ်လို့ရန်ကြီးကပေါက်ကွဲတာဆိုရင်လေဒီဖြစ်သွားတဲ့ဒီကျန်းကျန်းကျန်းမြန်အပေါက်ကရန်ပေါက်ဝင်မှုကြောင့်ဖြစ်သွားတဲ့အဒီအနာစာတိုင်းတိုင်းမဟုတ်ဘူးကိုယ်ရေးပဲ့ထားတဲ့အနေအထားကဒီကိုရင်းနေရာကိုကျွန်တော်တို့ဆမ်းမရင်းထုတ်ပြီးတော့အပေါက်ဖြစ်အောင်လုပ်ထားတဲ့အနေအထား